ဆယ်ကြီးရော်နယ်ဒိုကိုသူ blind ကြီးမုန်းတီးနေတာလားဆိုတာရှင်းပြလာခဲ့တဲ့ running ဘယ်နာမည်နာများရှေးအိုင်ဘတ်ခွန်ရှေကော online အချင်းကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင် running ကတော့သူ့အနေနဲ့ပဲ chapter 9တက်အသွင်မဟောင်း christian ရော်နယ်ဒိုကိုမုန်းတီးနေနေဆိုတဲ့သတင်းနေမှန်လားမှန်လားဆိုတာရှင်းပြလာခဲ့ပြီဖြစ်ပါရင် running နဲ့ redo ဟာ united မှာအတူတကွတွဲကစားခဲ့ဘူးသူတွေဖြစ်ပြီး premier league champion league အစားရှိတဲ့အောင်မြင်မှုများစွာကိုတင်ပိုင်နိုင်ခဲ့ကြတာဖြစ်ပါရင် united နဲ့ဘောလုံးပရိသတ်တွေရဲ့အတွက်အမှတ်ရဆုံးကိစ္စတွေတဲ့ကတစ်ခုကတော့2006ခုနှစ်ကမ္ဘာ့ဘလားက ရနီနေရိုက်တိုရဲ့ကိစ္စပဲဖြစ်လာမှာပါ။ဆိုပါအချိန်တုန်းကဒီကစားမနှုတ်ကအတင်းအတွက်အရေးပါဆုံးကစားမနှုတ်ဖြစ်နေခြင်းဖြစ်ပါရင်တပတ်မှာရနီဆိုတာကအင်္ဂလန်နိုင်ငံရဲ့အလားအလာအကောင်းဆုံးခြေဝင်းဖြစ်နေတယ်လို့ရဲဒိုကလည်းပေါ်တဂီဘောလုံးတပိုင်းကောအသစ်ပြန်လည်ရေးထိုးဖို့တာဆူနေတဲ့ကစားမဖြစ်ပါရင်ဒီလိုခြေပွင့်နှစ်ဦးထိခတ်ခဲ့တဲ့ကိစ္စကသတင်းမီဒီယာတွေအတွက်တော့စိတ်ကြိုက်လုံးချင်စရာကောင်းတဲ့ဖွာသတင်းတွေဖြစ်ခဲ့တာပါ။ နောက်ချောင်းကဘာဗလာကွာတာဖိုင်နယ်မှာအင်္ဂလန်နဲ့ပေါ်တူဂီတို့ထိတိုက်တွေ့ဆုံခဲ့ပြီးရနီဒိုင်အနီကပ်ပြခံလာရပါတယ်။အဟိတိကပြဿနာမရှိသေးပေမဲ့ပေါ်တူဂီအရန်ခုံတန်းပတ်လှည့်ပြီးရနီဒိုမျက်စိတစ်ဖက်မိတ်ပြလိုက်ပုံကကင်မရာမှတန်းထဲမှာထင်းထင်းကြီးပါသွားခဲ့တာကပြဿနာဖြစ်ခဲ့ပါတယ်။မီဒီယာတွေကရနီနဲ့ရနီတို့ဘယ်တော့မှတွဲကစားလို့မရတော့ဘူးဆိုတဲ့ပုံစံတွေအထိပါဆူဆွေးွားဖော်ပြခဲ့ကြတာပါ။အင်္ဂလန်ဘောလုံးပရိသတ်တွေကလည်းရနီဒိုကိုမချေနှက်ပဲသူတို့နိုင်ငံစီပြန်မလာဖို့အထိပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီပြဿနာကိုလည်းကူကူနဲ့ပြီးဆုံးစေခဲ့တာကရနီပါ။ ရနေနဲ့မီဒီယာတွေကနေရော်နယ်ဒိုအပေါ်သူပါစိတ်မမရှိကြောင်းနဲ့သူလည်းကိုယ်နိုင်ငံအသင်းကောင်းဖို့အတွက်ဒါမျိုးလုံးဝမဖြစ်ကြောင်းဖြေရှင်းပေးခဲ့တာဖြစ်ပါရင်အဲဒီနောက်ပိုင်းမှာရနေရရော်နယ်ဒိုကိုသွင်းနိုင်ဖို့အတွက် United မှာအများကြီးကူညီပေးခဲ့တာဖြစ်ပါရင်ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာတော့ရနေနဲ့ရော်နယ်ဒိုဟာတိတ်ပြီးတော့မတည့်ပုံရပါရင်အထူးသဖြင့်ရော်နယ်ဒိုက2022ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ PR Morgan နဲ့အင်တာဗျူးမှာရနေကမင်းကိုမုန်းနေတာလားလို့မေးခံခဲ့ရပါရင်ဒီချိန်မှာရော်နယ်ဒိုကသူတွေမကဘူးနောက်ထပ်အကျွတ်တွေလည်းကျွန်တော်ကိုဝေဖန်နေကြတယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးဖြစ်နေဆဲပါပဲကျွန်တော်ကရနေထက်ရုပ်ရည်သားမကချေဆွမ်းလည်းအများကြီးပိုတာတယ်ဒါကြောင့်သူကျွန်တော်ကိုမုန်းနေတာဖြစ်မ ယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုဆိုရင်တော့ရိုနီကာရီယိုဖာရီယန်နဲ့ပြုလုပ်ခဲ့တဲ့ YouTube အစီအစဉ်မှာသူနေတဲ့ရိုနယ်ဒိုမုန်တီကြောင့်ဖြေရှင်းလို့လာခဲ့ပြီဖြစ်ပါတယ်။လူတွေကကျွန်တော်ရိုနယ်ဒိုကိုမုန်တီနေတယ်လို့ထင်ကြတယ်ကျွန်တော်တို့ကမမုန်းပါဘူးချစ်ပါရင်သူဟာတကယ်ကိုညံကြီးရှင်တူဖြစ်ပါရင်သူလုံးပြနေတာတွေကလည်းအမကန်းနေပါကျွန်တော်ခရစ်စတီယာလိုကိုသဘောကျပါရင်လူတွေအနေနဲ့သူနဲ့ကျွန်တော်ဘလောက်ထိရင်းနှီးကဲကြဘူးလဲဆိုတာမသိကြဘူးထင်ပါရင်သူကနောက်ဆုံးတော့နေဆော်ဒီမှာကိုသိမ့်ပင်ဖြစ်ခဲ့တယ်ထင်ပါရင်ကျွန်တော်မက်ဆီကိုလည်းချစ်ပါရင်မက်ဆီကစားတော့ကိုလည်းသဘောကျပါရင် မက်ဆီကိုပိုကောင်းတယ်လို့ထင်တာကကွင်းရင်းခြေစမ်းကြောင်းပါမက်ဆီဟာကွင်းထဲမှာကိုယ်တိုင်ဘောလုံးကစားဖို့ရောအသင်းပေါ်တွေကပိုကောင်းအောင်လုပ်ပေးနိုင်တယ်သူလို့ထင်ပါတယ်ရယ်ဒိုကတော့အဆုံးသတ်သမားပါလူတွေကကျွန်တော်မက်ဆီကရယ်ဒိုတက်ပိုကောင်းတယ်လို့ပြောတာဟာရယ်ဒိုကိုမကြိုက်လို့ထင်နေကြပါတယ်မဟုတ်ပါဘူးကျွန်တော်မက်ဆီရဲ့စွမ်းရည်ကိုကြိုက်ရပါဒါပါပဲခရစ်စတီယာနိုကလည်းဉာဏ်ကြီးရှင်ပါပဲသူလုပ်ပြနေတာတွေကထင်ကြီးစရာပါကျွန်တော်အုတ်ထုတ်ချွတ်အလင်းပြပါတယ်ကျွန်တော်သူနဲ့ပတ်သက်ပြီးမကောင်းတာမပြောနိုင်ပါဘူးအမှန်တမ်းပြောရရင်လွန်ခဲ့တဲ့နှစ်တည်းကိုပြန်ကြည့်မယ်ဆိုရင်သူဟာထိတ်တန်းမှာရှိနေသေးပါပဲဆိုပြီးတော့ပြောခဲ့လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါမြန်ဗီဒီယိုလေးကတော့ပါပဲ နောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ